ခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဆရာရဲ့မိတ်ဆွေတွေဆရာကဒီနေ့မှာတော့2025ခုနှစ်အောက်တိုဘာလ12ရက်နေ့ရနေပြီးတော့21ရက်နေ့အထိတပတ်စာချောင်းရံဆောင်ရံအတွက်တင်းလာသားသမီးတွေအတွက်ကန်ဆာတာဟော့စတန်ကိုဆရာကတာရောနဲ့ခေါ်ကြပြီးမှဖြစ်တဲ့အတွက်မိတ်ဆွေတင်းလာသားသမီးတွေအားလုံးအဆက်ဆက်အရာဘေးပရာမှန်မြအဝေးကွာကြပါစေလို့ဆရာကဆုတောင်းထောပနာပြုသားလိုက်ပါတယ်ဒီတင်းလာသားသမီးမိတ်ဆွေတွေ2025ခုနှစ်12ရက်နေ့ရနေပြီးတော့လာကုန်အတွင်းမှာမိတ်ဆွေတို့အတွက် မိမိတို့ရဲ့ရင်ထဲမှာလုပ်ငန်းတစ်စတင်ခြင်းအလုပ်တစ်စတင်ခြင်းတခုခုကိုတော့အစ်စ်အပြောင်းလဲအစီအစဉ်တစ်ပလန်တစ်တွေကိုစတင်ရင်ကောင်းမလားတို့မဟုတ်ရင်လက်ရှိရှိနေတဲ့အလုပ်တစ်ခုခုကိုပဲဘယ်လိုပုံစံနဲ့တွားပြီးတော့စတင်အကောင့်တွေပေါ်ရင်စဉ်းစားရင်ကောင်းမလဲဆိုတာမျိုးတွေစိတ်ကူးတဲ့အတွေးတဲ့အကြံဉာဏ်တစ်တွေကိုစိတ်ကူးတွေးခေါ်နေတော့ကာလ အလုတ်တဲ့လမ်းစားအစ်စ်တွေဖောက်ဖို့လိုအပ်နေသောကာလဖြစ်ပြီးတော့မိတ်ဆွေတို့အနေနဲ့ဒီဇိုင်းဆွဲခြင်းစိတ်ကူးတဲ့ဖောက်ခြင်းလမ်းစားဖောက်ခြင်းတိဆောက်ခြင်းစတင်ခြင်းတွေအတွက်တော့အင်မတန်ကောင်းမွန်သောအတွေးခေါ်အင်မတန်အတွက်အကွက်ကြက်ကြက်စနစ်တကျနဲ့စီစဉ်ရင်အနာဂတ်မှာအေးချမ်းတဲ့အရာတွေမိမိမျှော်လင့်ထားသလိုဖြစ်လာမယ်ဆိုတော့ကံမျိုးဖြစ်တဲ့အတွက်တော့အတွေးခေါ်ကောင်းစိတ်ကူးကောင်းအကြံဉာဏ်တဲ့စိတ်ကူးတဲ့တွေကိုအကောင်းဆုံးသုံးချပြီးလှုပ်ဆောင်ရင်ကံတရားရဲ့အထောက်ကပံ့နေလို့ရရှိမှာအတေကြပဲဖြစ်တယ်အလုတ်က အလုတ်ကိုင်းနဲ့ပတ်သက်လာရင်တော့ငွေကြေးနဲ့ပတ်သက်လို့အကုန်ကြများနေတာမျိုးလေးတွေငွေကြေးနဲ့ပတ်သက်လို့ဝင်တော့ဝင်နေငွေကြေးနဲ့ပတ်သက်လို့အလုတ်ထဲမှာရင်းလိုက်ရတာမျိုးသို့မဟုတ်လို့ရှိရင်လုပ်ငန်းနဲ့ပတ်သက်လို့အလုတ်နဲ့ပတ်သက်လာတဲ့အခါမှာငွေကုန်ကြေးကြများနေရတာမျိုးလေးတွေအမြတ်အစွန်းအားနေနေတာမျိုးလေးတွေဖြစ်ရတတ်တယ်ငွေကြေးနဲ့ပတ်သက်လို့ရှိရင်အလိမ်ခံရတာမျိုးလေးတွေလူယုံတက်တာမျိုးလေးတွေသတိပြုစင်ကြင်ရလိုအပ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့အဲကျမကြီးကျမကြီးနဲ့ပတ်သက်လာတဲ့အခါတနင်္လာသာသမီမိတ်ဆွေတွေကလက်ရှိကာလအတော်အတွင်းမှာဆိုလို့ရှိရင်တော့ မိတ်ဆွေတို့အနေနဲ့အကြောနဲ့ပတ်သက်တာမျိုးလေးတွေကြောက်ကတ်နဲ့ပတ်သက်တာမျိုးလေးတွေမှာတော့တာမန်ထက်တတိထားရန်လိုအပ်သောအပတ္တကာလအပိုင်းရှားဖြစ်ပြီးတဲ့အခါဂျမ်းမာရင်နဲ့ပတ်သက်လို့အကြောတို့ကြောက်ကတ်တို့အစင်မြင့်တို့နဲ့ပတ်သက်ပြီးတဲ့အခါတတိထားစင်ကြီးမှာငကူကယောဂအဟောင်းရှိတဲ့မိတ်ဆွေများကိုယောဂအသည့်ပြန်လဲဖြစ်တာမျိုးလေးတွေအဲယောဂဝေဒနာအဟောင်းကိုပြန်လဲပြီးတော့ခံစားရတာမျိုးလေးကြုံရတဲ့အတွက်အရာရာကိုမိတ်ဆွေတို့အနေနဲ့ဒီကာလအတော်တွင်မှာတော့ တတိယစင်နီယာအတွက်တော့ကျမ်းမာရေးနဲ့ပတ်သက်လို့တာမန်ထက်တော့လိုအပ်တော့လာဖြစ်ပါတယ်။ဒါပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်အလင်းဆလိုဆုံးဖြတ်ဆောင်ရွက်တာမျိုးတွေအင်မတန်အားနည်းစေတော့အပတ်တာကာလဖြစ်ပါတယ်။စိတ်ထဲမှာစက္ကနဲပေါ်လာတာမျိုးတွေကိုအလင်းဆလိုလောက်တာမျိုးလော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 ဝုန်းနိုင်နိုင်ဆုံးဖြတ်တာမျိုးတွေဟာအမှားကိုဖြစ်ပေါ်စေပြီးတဲ့အခါဒေါသနဲ့ဖြည့်ချင်းချင်းပြဿနာတစ်ခုခုကိုအဲဟိုဆွနာလိုပေါ့ အလှဲစလို့ဖြည့်ချင်းချင်းတွေတို့ကမိတ်ဆွေတို့တွေနဲ့တွေးယူတွေးတာတွေးပြက်ပြီးတော့ဖြည့်ချင်းချင်းတွေတို့တော့သတိပြုစင်ကြံလိုအပ်ပြီးတဲ့အခါဘာကိုဖြစ်ဖြစ်အေးအေးကလေးနဲ့အကွက်ကြကြအစီစဉ်ကြကြလုပ်ရင်ဒီအပတ်တာတော်တွေမှာတနင်္လာတော်တွေမိတ်ဆွေတွေကိုကတော့အစင်မပြေနိုင်စရာမအောင်မြင်နိုင်စရာဘာမှမရှိဘူးတဲ့အခက်အခဲတွေကြားရတဲ့အနေရုံထွက်နိုင်တဲ့အပတ်တာကာလအပိုင်းရှားဖြစ်ပါတယ်တဲ့အလုံချာနေသူတွေလုပ်ငန်းနှစ်ခုအလုံးနှစ်ခုဖြစ်နေတာမျိုး လုပ်ငန်းနှစ်ခွအလုံးနှစ်ခွဖြစ်နေတာမျိုးဒါကိုလုပ်ရင်ကောင်းဟိုကဟိုလုပ်ရင်ကောင်းဆိုပြီးတော့ဆုံးဖြတ်ရတာစဉ်းစားရတာကြံ့ကြာနေရမျိုးလေးတွေနဲ့ကြုံတွေ့နေရတဲ့အတွက်လက်ရှိကာလတော့ပြန်မှာဆိုရင်တော့မိမိတို့အနေနဲ့တည်တည်ရှာရှာစဉ်းစားဆုံးဖြတ်ဖို့လိုအပ်ပါတယ်အထူးသဖြင့်တော့မတေချာတဲ့အရာတွေကိုအဲဆနာလို့မျောလင့်နေတာမျိုးလေးတွေထပ်စာလို့ရှိရင်လက်တွေ့မှာတိတိကျကျစတင်ပြီးတော့ကိုလုံနိုင်တဲ့အတိုင်းအတာတစ်ခုကနေအကောင့်ထဲပေါ်ခြင်းတိဆောက်ခြင်းတွေအတွက်တော့အားသာကောင်းမှုပြီးတော့တိုးတက်စေပါတယ် ငွေကြေးနဲ့ပတ်သက်လို့တတိထားပါငွေလိန်ခံရတာမျိုးတွေလူလိန်ခံရတာမျိုးလေးတွေငွေကြေးနဲ့ပတ်သက်လို့ရှင်အစုရှယ်ယာစုကြေးနဲ့ပတ်သက်တာမျိုးလေးတွေမှာသတိပြုစင်နေရအတွက်တော့လိုအပ်တော့ကာလအပိုင်းရှာဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့အမျိုးသမီးကိစ္စလေးတွေကြောင့်သို့မဟုတ်အမေကြောင့်အမကြောင့်အရှင်ကြီးမေတ္တာကြီးတွေကြောင့်ငွေကုန်ကြေးကြအများကြီးတက်ပြီးငွေမမြဲသောကာလ ဝင်ဝင်နဲ့ထွက်ဝင်တာဝင်လေနဲ့ထွက်လေကဲသို့ဖြစ်နေတတ်သောလားဖြစ်ပြီးတော့ငွေချင်းနဲ့ပတ်သက်ရင်တော့လက်ထဲမှာဝင်လာရင်ကိုမမြဲတတ်သောကာလဖြစ်တဲ့အတွက်တော့ဒီချက်လေးကိုတင်းနေလာသားသမီးမိတ်ဆွေတွေအနေနဲ့သတိပြုစင်ကြင်ရန်လိုအပ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့အသာကောင်းမှုနဲ့အရာလေးတွေကိုဖော်ပြပေးပါစီဒီအပ္ပဒါကာလတော်တွင်မှာမိတ်ဆွေတို့ခရီးသွားခြင်းကိစ္စလေးတွေအကျိုးပေးတယ် ပတ်စပို့တွေဗီဇာတို့နိုင်ငံခြားတို့ရက်ဝေးတို့ပြည်ပတို့ခီးသွားတို့နဲ့ပတ်သက်ရင်ရှေ့သို့ဆောင်ရွက်လုပ်ဆောင်ရင်အသာကောင်းမှုတိုးတက်နိုင်တဲ့ဆက်ပစ္စည်းရင်အသည့်ဝယ်တာမျိုးလေးတွေပိုင်ဆိုင်ရတာမျိုးလေးတွေကြုံရတတ်သောကာလဖြစ်ပါတယ်ဒါအပြင်မိသားစုဝင်တွေထဲမှာကျမ်းမာရေးညံ့နေတာမျိုးသို့မဟုတ်မိသားစုဝင်တွေထဲမှာစီးပွားရေးအခက်အခဲတွေဘာလို့လို့အစင်မပြေကြန့်ကြာနေတဲ့ဆိုရင်တော့ဖြင့်မိမိအနေနဲ့ခရီး တို့တခုလေးကိုထွက်လိုက်တာမျိုးခီးသွားတာမျိုးသို့မဟုတ်လို့ရှင်တနေရရကိုခီးထွက်တယ်လို့မိတ်ဆွေတို့အနေနဲ့လမ်းခီးမှသို့မဟုတ်မိမိအိမ်ကနေရှင်းနှောင်းအချင်းထွက်ပြီးတော့ညအိတ်ထွက်သွားလိုက်တာမျိုးတွေအမိတ်ဆွေတို့ရဲ့ကံကိုမကြခင်မှာပဲပြန်လဲပြီးတော့တိုးတက်တာမျိုးလေးတွေဘာလို့လို့အဆရှာခတ်နေဒီလိုလေးလောက်လိုက်ရင်အာသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့ကာလာဖြစ်ပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီအပတ်တာကာလာအပိုင်ရှာတယ်မှာဆိုလို့ရှင်တော့ ရေလန်းခရီးနဲ့ပတ်သက်တာမျိုးလေးတွေအလှကုန်နဲ့ပတ်သက်တာမျိုးတွေကူတန်းရောင်းဝယ်ရေးနဲ့ပတ်သက်တာမျိုးတွေခရီးသွားနဲ့ပတ်သက်တာမျိုးလေးတွေချစ်တို့ဆောင်ကအာသာကောင်းမှုပြီးတော့တိုးတက်နိုင်သောကာလဖြစ်ပြီးတဲ့အခါရဝေးမှရှိတဲ့မိတ်ဆွေတွေရဲ့သတင်းကောင်းတွေကြားရတာမျိုးလေးတွေရဝေးဝေးကွာနေသောသူတွေနဲ့အဆက်အသွယ်ပြန်လည်ရရှိတာမျိုးလေးတွေကြုံရတတ်သောအပတ္တကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျာစက်ပစ္စည်းရင်းနဲ့ပတ်သက်လို့အစ်စ်ဝင်တာမျိုးတွေဝယ်ရတာမျိုးလေးတွေကြုံရတတ်သလိုမိတ်ဆွေတို့အနေနဲ့အဲ လူမွေးကိစ္စလေးတွေပရာဟိတကိစ္စလေးတွေကြောင့်မျက်နှာပွင့်လန်းသောကာလဖြစ်ပါတယ်ခင်ဗျာနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့အရွှေပြောင်းလောက်ရန်ပြင်ဆင်နေတာမျိုးလေးတွေနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့အဲယာရုလုပ်ငန်းကိုင်ခင်းနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့ယာရုတိုးတာမျိုးယာရုတက်တာမျိုးပြီးတော့တည်င်းကြားရတာမျိုးနေရာထိုင်ခင်းအိုးအိမ်ချမ်းမြေနေရာနဲ့ပတ်သက်ပြီးတော့ဘယ်နေရာကိုပြောင်းရင်ကောင်းမလဲသို့မဟုတ်ဘယ်နေရာဒေသကိုပြောင်းလဲပြီးတော့ကြာနိုင်မလဲဆိုပြီးတော့မျှော်လင့်ထားတဲ့မိတ်ဆွေများ ခြေတူဆောင်ရလှုပ်ဆောင်မှပြောဆိုပါတွန်းအားပေးပြီးလို့ပါအားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာလူငယ်တွေအရှိရေးနဲ့ပတ်သက်လာရင်တော့တတိတိထားရမယ့်ကာလဖြစ်ပါတယ်အဲငကူကခြေဆော့လက်ဆော့အဲ မိတ်ဆွေများကြီးစားပွေတဲ့လူငယ်မိတ်ဆွေများအနေနဲ့ကတော့အခြေအနေပတ်သက်လာရင်အချက်ခွဲခံရတာမျိုးလေးတွေပြဿနာတက်ရတာမျိုးလေးတွေမျက်နှာပြစရာမဖြစ်ရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့သတိပြုစင်ကြင်ရန်လိုအပ်ပါတယ်။သမီးကြီးစားများအနေနဲ့ကတော့တဦးနဲ့တဦးတယောက်နဲ့တယောက်ဆေးဆက်ကြောင်းကန်းခြင်းမျိုးအိမ်တော်ပြုခြင်းလက်ထပ်ခြင်းတွေအတွက်တိုင်ပင်ခြင်းညှိနှိုင်းခြင်းဆွေးနွေးခြင်းတွေအတွက်တော့အားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောကာလအပိုင်းခြားဖြစ်ပြီးတော့အိမ်တော်ရှင်များအဖို့ကတော့သာသမီရတနာထွန်းကားခြင်းသို့မဟုတ်အိမ်တော်ရင်းနဲ့ပတ်သက်လာရင်နားလည်မှုရရှိခြင်းတွေ တွေးအေးနေတော့အိမ်ဆောင်ရေးတွေမှာနှွေးထွေးမှုတွေရရှိလာတာမျိုးလေးတွေကြုံရတတ်သောကာလဖြစ်ပြီးတော့ပြည်လဲရပြည်လဲကြောင်းတယောက်နဲ့တယောက်ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ရင်အာသာချင်းတိုးတက်ခြင်းတွေကံကောင်းစေသောကာလဖြစ်ပါတယ်ခင်ဗျာအဆောင်လက်ပွဲတွေရရှိတတ်တယ်ရွှေဝင်တတ်တယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့အဲကုတန်ရောင်းဝယ်ရေးဆိုင်ရာတွေအလှပဆိုင်ရာကိစ္စလေးတွေလက်ဆောင်ပစ္စည်းရရှိတတ်သောကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျာတို့အပြင်မိတ်ဆွေတို့အနေနဲ့ရင်ထဲမှာစိတ်ထဲမှာတစ်ခုခုကိုဖြစ်ပေါ်လာမလာသေးခင်မှာကြိုပြီးတော့ တည်နေတာမျိုးစိတ်တွေလေးနေတာမျိုးနမိတ်ပြနေတာမျိုးတွေကြည့်လို့ရှိရင်မိမိတို့ဟာဒီကာလဟာစိတ်ခံစားမှုချက်ကိုယုံပြီးတော့ဟောငါတို့စိတ်တွေလေးနေတယ်မလုံသင့်ဘူးဆိုတာမျိုးငါတို့စိတ်တွေကြည်လင်နေတယ်ဆိုတဲ့အပိုင်းလေးနဲ့ရွေးချယ်ပြီးအရေးကြီးတဲ့ကိစ္စတွေကိုဆောင်ရွက်ရင်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစေပါတယ်ပညာရေးနဲ့ပတ်သက်လာရင်တော့အားနည်းပါတယ်အပေါင်းအသင်းမှားနေတာမျိုးပညာရေးနဲ့ပတ်သက်လာရင်ဘာမှအကျိုးမရှိတဲ့ပညာရက်တွေကိုဝါသနာပါနေတာမျိုးသို့မဟုတ်ရင်ကိုဖြစ်ရှင်တဲ့လမ်းကြောင်းနဲ့သင်ယူနေတဲ့လမ်းကြောင်းလွဲနေတာမျိုးတွေကြုံရတတ်တဲ့အတွက် မိတ်ဆွေတို့အနေနဲ့ပညာရေးနဲ့ပတ်သက်လာရင်တော့လက်ရှိဟာသတိကြီးကြီးထားရမယ့်ကာလဖြစ်ပြီးတော့အိမ်တွင်းရေးပြဿနာလေးတွေပဋိပက္ခလေးတွေသတိပြုစင်နေရလိုအပ်ပါတယ်မိသားစုကိစ္စအိမ်တွင်းရေးကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြအများရတာမျိုးလေးတွေအဲတယောက်နဲ့တယောက်တူးနဲ့တူးမိသားစုကိစ္စအိမ်တွင်းရေးကိစ္စတွေမှာညှိနှိုင်းမရတာမျိုးလေးတွေကြုံရတတ်တယ်လို့အမွေကိစ္စတွေအမှုကိစ္စတွေနဲ့ပတ်သက်ရင်ကိုကိုယ်တိုင်ဦးစီးဦးဆောင်ပြီးစကားမပြောတာအကောင်းဆုံးကာလဖြစ်ပါတယ် ဒီလဟာလုပ်ငန်းတစ်ဆခြင်းလှုပ်လှုပ်ရှားရှားလှုပ်ခြင်းသို့မဟုတ်ရင်မိမိတို့အနေနဲ့လုပ်ငန်းတစ်အကြံစီတစ်နဲ့ခီးတစ်တွေကိုစတင်ပြီးတော့အကောင့်တွေပေါ်ရန်ပလန်ကြကြအချာရင်အားသာကောင်းမှုတိုးတက်နိုင်တော့အပတ်တာကာလပိုင်းခြားဖြစ်ပါလေခင်ဗျာအဲငကူကယာရုမတိုးတဲ့သူတွေအတွက်ယာရုတိုးဖို့အတွက်တော့အခွင့်အလမ်းကောင်းနဲ့တွန်းအားပြီးပြောဆိုရင်အားသာကောင်းမှုတိုးတက်ပါလေဒီလတာတော့တွင်မှာတနင်္လာသားဆိုမိတ်ဆွေများအဖို့အဲဘာကိုဖြစ်ဖြစ်ငလင်းစလို့အလောတကြီးမဆုံးဖြတ်ဖို့ပဲလိုအပ်ပါတယ် ပရိသတ်စင်နေရမှာတော့ဘာကူမဆိုမိတ်ဆွေတို့အနေနဲ့တခုခုကိုပြောဆိုတဲ့အခါမှာမျိုးတွေကြလို့ချင်းမိတ်ဆွေတို့အနေနဲ့လူရာကိုတိုက်ရိုက်ပြောဆိုခြင်းထက်သွယ်ဝိုက်ပြီးပြောဆိုပါမိမိဖြစ်ရှင်တဲ့အရာကိုခြေတန်းတင်ပြောတာမျိုးတွေမှာတတိပြုစင်ကျင်ပေးရန်တို့တော့လိုအပ်သောကာလပိုင်းခြားဖြစ်ပြီးတော့လက်ဆုပ်လက်ကတိတိကျကျမိမပြောဆိုခြင်းတိတိကျကျရမှာတိုင်ပင်ခြင်းတွေလောက်တာပုံမကောင်းမွန်တဲ့ကာလဖြစ်ပြီးတော့တတိပြုစင်ကျင်ရအတွက်လိုအပ်တယ်လို့ မဖြစ်လာသေးတဲ့ကိစ္စတွေကိုကြိုတင်ပြောတာဟာအဖြစ်တွေဝင်တတ်ပါလေဒီလာတာတော့ဒီမှာအကျိုးပေးစီတော့နေသားအနေနဲ့ဆိုရင်တော့စနေသားသမီးတို့မဟုတ်ဗုဒ္ဓဘုရားသမီးတွေရဲ့အကူအညီကိုရယူဆောင်ရွက်ပါအကျိုးပေးတော့အယောင်အနေနဲ့ဆိုလို့ရှိရင်မိတ်ဆွေတို့အစိမ်းရောင်အညိုရောင်အနီရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးကံကောင်းစေပါတယ်ဘာကိုဖြစ်ဖြစ်မိတ်ဆွေတို့အနေနဲ့ အနောက်စစ်စုရက်တွေကိုမျက်နှာမူပြီးခရီးသွားတာမျိုးတိုက်တယ်တာမျိုးလှုပ်ဆောင်မှာမိရှိတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းထွက်အယောင်းထွက်စီဖို့အတွက်ဆိုရင်တော့လက်ကုတ်ကလေးခုနှစ်ချက်တီးပြီးတော့ဆူတောင်းလိုက်ပါဒါဆိုရင်မိရှိတို့ရဲ့ကုန်ပစ္စည်းတွေကိုရောင်းထွက်ရောင်းသွက်သွားပါလိမ့်မယ်အဆက်ဆက်ရဲ့အဆင်ပြေစေရန်အတွက်မိရှိတို့အနေနဲ့ဘာလို့ဖြစ်ဖြစ်အောင်မြင်အဆင်ပြေတိုးတက်စေရန်အတွက်ဆိုလို့ရှိရင်မိရှိတို့ရဲ့အလှစပွဲမှာနှစ်စီပန်းအနီရောက်သုံးခွင့်ကိုလှူဒန်းပြီးတဲ့အခါအမွေးလေးစဖျံပြီးရင်ကံကောင်းလာမှာအတေကြပဲဖြစ်တယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ တလင်းလာသောသမီးမိတ်ဆွေတွေအားလုံးအဆင်ပြေကြပါစေ။ဆီယံငနာပီလေးမိတ်ဆွေခွန်ကိုးတုံညာနှစ်ကိုးတုံညာလေးတစ်လျှောက်7902904116ဟိုအပ် Telegram မှာဖြစ်စေ Viber နံပါတ်မှာ9635005နဲ့ဆက်သွယ်မိများနိုင်ကြောင်းနဲ့နောက်ဗီဒီယိုမှာပြန်ဆုံမယ်ဆိုတဲ့အကြောင်း